တော့ပရိသတ်သောဘက်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှုံးစွာပြောအလုံးသိနေကြတဲ့ထဲမှာလူတွေကကံကောင်းအောင် လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်။ဆက်စပ်ပြားဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်တားလဲရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကိုယ်တဏ္ဍာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှင်တန်တရာထဲမှာထိုကံနေရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်ကံဆိုတာပါလို့ရမယ့်အရာလဲကိလေသာဆိုတာကရောကိုယ်တဏ္ဍာမှာဘယ်လိုအခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာလောကလူတွေက ိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ခိလေသာလို့ပြောနေကြတယ်။ရောကံနဲ့ကိလေသာအကြောင်းကိုချက်ချက်နဲ့နားလဲဖို့လို့ပြောအဲ့လိုနားလဲလို့ရှိရင်တော့ဘဝတန်တရားထဲမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ် ိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရားထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရားလို့ဆိုတာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းတွေကောင်းမယ်ဝိจิตနာတွေပြည့်စုံမယ် မတောင်းမတမကြောင်းမကြဆာမယ်ယာရုခုံသိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောက်နေလို့ပြောတယ်နော်သို့တော့မကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်အိုသွားတာတို့မကြခင် နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ရော့သွားတယ်လို့မရှိဘူးနော်မစီရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ်လူတိုင်းလူတိုင်းဟာယောဂကင်းနေဆိုတာမတမ်းမရှားနေတယ် အဲ့တော့ကံကောင်းတဲ့ကံကောင်းတဲ့နဲ့ကြိုးစားနေရင်ကနေကံဆိုးမိုးမောင်တွေ့နေကြတာပဲရှစ်တယ်။ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နေ။နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမခဲရင်နေ။လူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာ ဆုံးသတ်ကြရတယ်။ခင်မင်ကြတဲ့ဆွေတွေမျိုးတွေဖိသားစုတွေကမျက်ရည်မျက်ခွက်နဲ့တောကနဲ့ပဲနေကြရတာဖြစ်တယ်။ <laughs> အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားလို့တွေ့ရတယ်။ဇာတိကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲ။စီစဉ်ဥစ္စာချမ်းသာကြွားတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်။အဲ့တော့တန်လျာထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲ။နော်။ကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းလို့ကြားတယ်။အလုံးကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်။အေးကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာ အကောင်းသက်သက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာ၄ဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကိုကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကကံဆိုတာပါလဲလို့မေးလို့ရှင်စေရနာဟံဘိက္ခေကမ္မဝရာမိယသော်ဗျာက စိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘော ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေးတယ် pollution လို့အင်္ဂလိပ်လိုပြန်တယ်ထို့တဲ့ကောင်းတဲ့ဟာ stimulation လို့ motivation လို့တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ် စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွာအားတွေနဲ့သူပေါင်းဆက်သွားတာအဲ့တော့ကံကိုဒီတမားအဖြစ်ပြောရင် စေတနာဟံဘိက္ခေကမ္မဝရမိလူတွေဟာဒီတောအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ် ကိုယ်ဒီလျောက်လောက်ချက်။ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုတဲ့အမှုတွေဖြစ်လာ။နော်။စိတ်နဲ့ကြံစည်တဲ့အမှုလုံးနဲ့ပြောဆိုတဲ့အမှု ကိုယ်ဒီလျောက်လောက်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင် တောင်းအပ်ပေးတဲ့စေရနာကိုကံလို့ခေါ်တယ်လို့ဆို။ဒါဖြင့်မြတ်စွာဘုရားရဲ့တေသနာတော်မှာစေရနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူး။ဟော အလုံးဘုရားဘာသာဝင်သူရစင်နေတည်တဲ့တိုင်ကာယကံဝစီကမနောကံလို့ရှိတယ်မေစေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုတ်ပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့အသားမရား စော်ကားတယ်ပြစ်မာတယ်ကောင်းတဲ့ဘက်ကပြောရင် သူများအသက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းနာတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်တိတ်ခါကိုထိန်တယ်သူတော်သားမယားစိတ်နဲ့တော့မပြစ်မာဘူးပြစ်မာခြင်းမှရှောင်ကျင်တယ်ကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလားအဲ့ဒါလေးကြတော့စေရနာကို သူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှေးဘုံရအဖြစ်သူများဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိနေတာနဲ့တွဲလာတယ်သူတော်ဘာတမယပြင်မာတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲတယ် လက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိတယ်နော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေ ਨੇ ပေါင်းဆက်ပြီးတော့စေတနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတာအဲ့ဒါတွေကစေတနာလည်းပေါ့တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိတယ်တဲ့ပဲမကောင်းတဲ့စေတနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့ စိတ်စေရနာတွေနဲ့တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ်တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတယ် စေရနာတုံးနဲ့တူမတက်အောင် ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းကျိုးချမ်းသာကို မရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ် အလုတိနေကြတဲ့မူတဝါဒပိတုနာဝါစာဖရုတဝါစာတမပလပါလို့ဆိုရယ်ဒီစကားတွေနှုတ်ကထွက်လာအောင်တောင်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အဲ့ဒါတွေကရှောင်မှုတောင်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ကြတယ်ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေရနာကိုကောက်တာမှမနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူးအဘိစာဆိုတာ သူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိစာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှု စိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့ သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြတော့မနောကမှလောဘကိုကံလို့ခေါ်တယ်တခါပြပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင် ကောင်းမှာပဲ ဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြိုင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက် တတိတခုပါသွားတာအောင်ဆုံးအဲ့ဒီဒေါသဟာတမန်မိသားစု ကိုယ်တငယ်ချင်းပေါင်းတင်တယ်အဲ့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မတော်မစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင်ပြည့်စည်သွားရင်ကောင်းမှာပဲဆိုတာမပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိ။အဲ့ဒါတော့အလုံးကိုသိမ့်ွေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသက်ဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေးဇူးတင်စရာမလိုဘူး။လူတွေကတည်သွားပြီးရင်နောက်ဘဝဆိုမရှိဘူး။ဟောနောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။ တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိကလည်းပဲကံမဲတာမနောကံလို့ခေါ်တယ်ယောဇဗျာကအပြစ်တည်တဲ့မှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိဟာအဲ့ဒီဒိဋ္ဌိကိုပြောတာ ဟိုကမ္မထန်ဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောတုဆိုင်တယ်မဲ့ပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ကံ၏အကျိုးကိုညှင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညှင်းပယ်တယ်အကြောင်းတရားကိုလည်းညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့ အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော့ philosophy လို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောင်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုတဲ့ကံဖြစ်သွားတယ်အဲ့ဒါမနောခံလို့ခေါ်တယ်နော်အဲ့တော့ သဘောပေါက်ရမှာကတော့စေတနာဟံမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဖိထိကတုတ်တံမှာဒီတနေ့ရတယ်ပဲဟုတ်တယ်စေတနာသည်ကံမှန်လေအဲ့ဒီတွန်းအားရကြောင့်လုံးမိတယ်တွန်းအားရကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေပါ စိတ်ကူးချမ်းစီမိတာကြတော့ခန္ဓာဒီသဘာဝတရားတွေအဘိဇ္ဇာဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိ အဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရတာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်ကဆိုတော့ကံပဲတစ်မျိုးရှိတုံးလို့အခုအကျဉ်းပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေတနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ် ဒေါသကိုလည်းအဟုတ္ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအဟုတ္ကံလို့ခေါ်တယ်နော်ဟောဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှိရင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင် ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ် ။တခါသူ့ရဲ့တိမ်မွေးတဲ့ကုသိုလ်စေရနာတွေကပါတယ်တော့ဆယ်အနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီကိုကိုသာ ကိုသာ သုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး။ဟောပြီးချင်းကញ្ញနဲ့စိတ်ပဲရှိတယ်သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူး။အလောဘအနာဘိဆာအပြဝါရမေတ္တာ အရောသဆမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြပါရဆိုတဲ့စေတနာမနောကံအပြပါရဆိုတဲ့အရောသစေတသိက်ကိုပြောတာနော်အပြပါရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာ လူတယောက်ကို သတော်ဝါရီအားလုံးချမ်းသာကြပါစေတည်တူအဆင်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်နေညမေညတာဒုက္ခမေးเสียဘူးဘူးဘာဒုက္ခမပေးပါစေနဲ့ပြိတ္ထဲမှာပါသလိုတပိပတ္တရာနိပတ္တန္တုသတော်ဝါရီအားလုံးဟာ အကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီ ပပမဂမဘုသူထံမှာအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုတာ အဲ့ဒါအတောဒမေတ္တာအပြပါဒလို့ခေါ်တယ်။အဲ့ဒါလည်းကံဖြစ်သွားတယ်။နော်ကံဖြစ်သွား။နောက်တစ်ခါသမ္မဒိဋ္ဌိသမ္မဒိဋ္ဌိဆိုတာကြတော့ခုနလိုကံဤကျိုးကိုညင်းပယ်တာမဟုတ်ဘူး။မကန်နဲ့အမြင်တစ်ခုယူစား။အေးကောင်းတာလို့ရင် ကောင်းကျိုးရတယ်။လှူခြင်းတန်းခြင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်။အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အမေဖေရတာခွင့်မပြုဘူးဆိုရင်မာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေရအင်မီဂရေးရှင်းပဲလေသူဗီဇာထုတ်မပေးရင်လာလို့မရဘူးခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်းရှိတယ်ဘတော်ရဆက်လက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထက်ပြစ်တာဣမတလောကတဓာတိတာရောမိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရတယ် ကိုယ်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ယေရှုကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကတော့မှလာတာလေအမေဖေကကိုယ်ကိုလာခွင့်မပြုဘူးဆိုရင် လူလောကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြီးရွှေကို ဖြစ်မှသာရောက်ကောင်းရောက်အမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တာအဲ့ဒီလက်ခံတဲ့ယေရှုကိုမြတ်စွာဘုရားကဣမတ်တလောကတထတိတာရောဆို မိဘရဲ့ကျေးဇူးကိုသုံးခွန်းနဲ့ပြဆော့ပြဆောင်ပြောလိုက်တယ်။တခုကအပါတကာကိုဝန်ကလေးကအမေကဆောင်းလျှောက်လာခဲ့တယ်။မွေးလာတယ်လဲဆောင်းလျှောက်။ပေါ်တကာမွေးဖွားလာတဲ့နောက်မှာဆောင်းလျှောက်ရုံနဲ့မကဘူးကျွေးမွေးဟောနှစ်ခုဆောင်းလျှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့ဣမတ်တလောကတာထတ်တည်တာတော့ဒီလောကကြီးကိုပြတယ်ဒါ ဒီကျေးဇူးကတော့ဆက်လို့မကုန်တဲ့ကျေးဇူးပဲမိမကျေးဇူးကောင်းမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့တော့ဆိုရင်ကိုကနောက်မှရောက်တာဆိုတော့မိဘကိုကိုကလူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆက်သူအရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ကျေးဇူးရှိတယ်လို့လက်ခံခြင်းသည်ပင်လေသူကသမာဓိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ် တောလောကဆိုတာရှိတယ်လူတွေဟာသိသွားပြီးရင်နောက်ဘဝဆိုတာရောက်လာအောင်ပဲဆိုတော့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမဋိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိက်သမဋိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုနော် မကန်နဲ့နားလဲဘူးအဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့အရောဒဆိုတဲ့မေတ္တာရဲ့အမတိဋ္ဌိဆိုတဲ့ပညာရဲ့ဒီသို့ဥပါကံပဲစေတနာတည်းမဟုတ်ဘူးနော်ကုသကံထဲမှာဒီသုံးခုပါလားအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တော်အားပေးတယ် ွားပေးလိုက်တာဟာသူကအနာဂျီတွေဆုသွားအောင်သူကဆုဆောင်လိုက်တာဒါမို့အာယုဟနရတလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းဆုလိုက်တဲ့အခါမှာဆွမ်းအားပြေးလာဒီကံတရားတွေကဆုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့သစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားဆုတယ်လဲနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့ဆွမ်းရည်တတ္တိဟာဘယ်မှာသွားဆုတယ်လဲ ကနေခေတ်တော့ဂိုင်းကူတွေဂိုင်းကူတာလေးပါတယ်ရှိတယ်ပေါ့နော်အဲ့ဒါထားသဘာဝအဖြစ်မင်းရမှာ သွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိမှာသွားစုအတိမှာသွားစုအတိမှာသွားစုအဲ့ဒီအတိတဲ့ကအစိလေးထဲမှာသွားပြီးတော့နော်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမစ္စဒိဋ္ဌိ လောဘအရောဒသမပညာလို့ဆိုရက်ဒီတရားတွေပေါ်မှာအနှစ်တရားဆုသွားလို့ဘဝတစ်ခုကျုပ်ပေးမယ်ဆိုလို့ရှင်တရားတွေကအကျိုးပေးနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေစဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက် နေစဉ်လုပ်နေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင် ဥဘောပုံញေသပပင်းသယမ္မေသောကုရုတိဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်။နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတယ်လို့အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းမဖြစ်ဘူး။အကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်။အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာ ကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ ကံလို့ခေါ်လိုက်တယ်။အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအာရယခစ္စတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်။ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်။သူများနဲ့မဆိုင်ဘူး။သူများနဲ့မဆိုင်ုံနဲ့မကဘူး။ဒီဘဝလှုပ်ထားတဲ့အရာတွေဟာခန္ဓာရှိနေသမျှကလပ်ပလုံးဒီကံတရားတွေဟာ ကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော်လွယ်လွယ်ပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ ခုနကတမန်အကြီးပွားတုတ်တဲ့အလုပ်တွေကိုပြောတာ ဖြစ်ကောင်းဖြစ်လိမ့်နော်တကယ်ကတော့လောကမှာဒီလူတွေမှာနေစင်တဲ့ညကံတရားတွေကဖြစ်နေတာကိုသိသိဖြစ်စေမသိသိဖြစ်စေလူယဉ်တဲ့နှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေ accumulation ဆိုစုမိစောင်းမိဖြစ်သွားစုမိစောင်းမိဖြစ်သွား အဲ့ဒါတွေကတင်ညိတတသကံဟောတိကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုပ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆုလို့တယ်နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်မှာတော့နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုပဲခံရတာနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့ အကောင်းဆုံးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကို ကမ္မသကတာကံတာလင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါပြောတာ responsible ဖြစ်တာပြောတာဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတီဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါလာတော့ကံတရားတွေကဘယ်မှကိန်းနေတာလဲ နှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတော့တည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘဝဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင် အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟာအစိုင်းမဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကန္တရာပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးတည်လို့ရှင်လဲမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါးရအကြောင်းဖြစ်ပြန်အဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာ ။အိုး remain ဖြစ်နေတယ်လေ။ဘယ်မှာတည်ရှိတယ်လဲလို့ပြောမှာစိတ်အစင်မှာရှိတယ်။စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး။စိတ်အစင်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental process ရာတန်တရာဘုကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာ ဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်းဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုံပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အတ္တညတ္တဘုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာခပါ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောခစ်တာ boss လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာနော်ချိန်တိုင်းပြန်ပေါ်လာမှာသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါ နိရောဓသမဘာဆိုတာကြားဟုတ်ကြလိမ့်မယ်။နိရောဓသမဘာဝင်စားလို့ရှိရင် စိတ်စေတသိက်စေတသရုပ်အလုံးချုပ်သွားတယ်။တမာတိဆောင်အားနဲ့ဒါလည်းပော့စလုပ်လိုက်တာပဲ။ခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုတာလည်းသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်။အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စလုပ်လိုက်လို့ရှိရင် စိတ်ဟာလည်းရက်သွားတယ်။အဲ့ဒီနှစ်နေရာလွှဲရင်မင်းတဲ့ process ကကြောင်းမသား။ဒါဖြင့် ခုနလိုပို့စ်လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူးရှင်းနဲ့နောင်နဲ့ဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနရဲ့ကြားတဲ့ဆုံးတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြနော်ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ချာမှာအကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းလို့ပြောတယ် ဟောတခါအတဉ္ဇဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီောပဲစိတ်အစင်ညာသုတိစိတ်နဲ့ပရိသေစိတ်ပရိသေစိတ်ဟောရုပ်စင်သူတမာရီစွာအကုန်လုံးတင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့တယ်အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူး အပြည့်ပိုင်ရက်သွားတယ်လို့မရှိဘူး။ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စင်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာ။ဟုတ်တတိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစင်မှာရှိတယ်လို့ဒီလိုပဲမှတ်သားပါဖြစ်လို့ဟုတ်ပြီ ကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရတ္တိအနေနဲ့ပါနေတာသူကစွန့်ရတ္တိအနေနဲ့ပါ အကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးပါသေးချာတယ်ပေါ့ဒါလို့ဆိုလို့ရပေါ့အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြလို့ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်ဆို